လူတံမိုးဆိုတာရှိတယ်လူဖြစ်ပြီဆိုလို့ရှိရင်လူလူလူဆိုတဲ့အုပ်မျိုးရှိရပေါ့နော်အဲ့ဒီလူလူလူမှာကိုဟာလူပီတနေဖို့လိုအပ်တယ်လူတံမိုးတစ်ခုတက်လာဖို့အတွက်ကိုအဓိကကိုယ့်ရဲ့စိတ်ထဲမှာကိုချင်းစာတရားနဲ့အတူဘာသာတရားကန့်ဆိုင်မှုကအရင်လိုအပ်တယ်ဘာသာတရားကန့်ဆိုင်မှုမရှိဘူးကိုယ့်ဘယ်ယုံကြည်မှုမရှိဘူးဆိုရင်ကိုချင်းစာထက်တဲ့စိတ်ကလည်းသူ့အလိုလိုတိမ်ခေါ်ပြောက်ပြဲသွားမှာပဲ အဲ့တော့ကိုချင်းစာတတ်တဲ့စိတ်ကိုမွေးဖွားဖို့ဆိုလို့ရှိရင်တော့ဘာသာတရားယူသည်ကိုင်ဆိုင်နိုင်မှုလို့ရတယ်။လောကမှာဖရားရဲ့တရားရဲ့တန်ခါရဲ့မိဘဆရာသမားရဲ့အနန္တောအနန္တ၅ပါးရဲ့ဒါတွေကမဖြစ်မနေကိုကိုးကွယ်ရမယ်အရာတွေ။ဘာသာခြားအနေနဲ့ဆိုရင်လည်းကိုယုံကြည်ကိုးကွယ်တဲ့ဘာသာတရားအလျောက် ကိုယုံကြည်ကိုကိုွယ်ထားတဲ့ဘာသာတရားပေါ်မှာတတ်ဝင်ယုံကြည်မှု ရှိဖို့လိုအပ်တယ်။အဲ့ဒီတတ်ဝင်ယုံကြည်မှုရှိမှသာလေဟိရိအတ္တပတရားနဲ့အတူလူဆိုတာအချက်အကျောက်တရားကိုကိုွယ်စိတ်ကတ်ချင်အကြောင်းတရားရဲ့နဲ့အတူတဖြည်းဖြည်းချင်းကို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 ချင်းစားတဲ့စိတ်တွေစာနာနားလည်တဲ့စိတ်တွေရှိလာပြီးတော့လူပီတလာမယ်လူတံမှုရှိတဲ့သူဖြစ်လာမှာပါ။ လောကမှာလူတံပိုးမရှိတဲ့သူတွေအများကြီးရှိပါတယ်အဲ့ဒီလူတံပိုးမရှိတဲ့ထဲသူတွေမှာကိုပါနေပြီဆိုရင်တော့သေချာတယ်အပယ်တကားကပွင့်ပြီးနိဗ္ဗာန်လံကပိတ်သွားလိမ့်မယ်အပယ်တကားပွင့်ပြီးတော့အပယ်ကိုရောက်ပြီဆိုတာနဲ့သေချာပါတယ်ပြန်တက်ဖို့ကမလွယ်တော့ဘူးဒါကြောင့်မို့အပယ်တကားပိတ်ဖို့အတွက်နိဗ္ဗာန်လံကိုဖွင့်ဖို့အတွက် လူပိတစွာနေပြီးဖရာတရားတန်ခါနဲ့မိဘဆရာသမားတွေရဲ့ယုံကြည်ကိုးကွယ်တက်ဝင်ယုံကြည်မှုစ조사အားထုတ်မှုတွေလိုအပ်တယ်လို့ပြောချင်ပါတယ်အတေသောစေတမမမသောရှိနေဆိုသလိုကျွန်တော်ဘဝမှာလည်းမမဘူးလို့ကျွန်တော်မဆိုလိုပါဘူးအချင်းချင်းခါခါမားခဲ့တာရှိတယ်ကျွန်တော်ကသူများကိုစေတနာထားပြီးလုပ်ပေးခဲ့ပြီမယ် အဲ့လူကကျွန်တော်ရဲ့စေတနာကိုနားမလည်ပဲနဲ့အချင်းချင်းသူတို့ဆော်ကားတာခံခဲ့ရတာကြီးလည်းရှိခဲ့ဘူးလေအဲ့လိုပဲကျွန်တော်စေတနာထားပြီးလုပ်ပေးလိုက်ပြီးတော့အဆင်ပြေသွားတဲ့သူတွေရဲ့ပူတာတဲ့မြတ်တာတွေကြောင့်ကျွန်တော်စိတ်ကြီးချမ်းသာခဲ့ရတာကြီးနှုတ်ခဲ့ရတာကြီးမိတိဖြစ်ခဲ့ရတာကြီးလည်းရှိခဲ့ဘူးလေဒါပေမဲ့ကျွန်တော်လိပြကျွန်တော်လုံတာတခုကတော့ကျွန်တော်ကြောင့်ကျွန်တော်လူတစ်ဖက်သားဒုက္ခရောက်ပါစေဆိုတဲ့စိတ်ဆန္ဒနဲ့တော့ဘာမှမလုပ်ခဲ့ပါဘူး အဲ့တဖက်လူကိုဒုက္ခရောက်မှာဆိုလို့ကျွန်တော်ဒုက္ခရောက်ခံရင်ခံရတယ်အဲ့လူတော့ကျွန်တော်ဒုက္ခရောက်သွားတာရင်းလေအများကြီးရှိခဲ့ပြီလေပေါ့နော်ဒါတွေကလည်းအတိတ်ကပါတယ်သူတို့နဲ့ကျွန်တော်တွေကြာပဋ္ဌာန်းဆက်တည်းရယ်ပြီးတော့သူ့ဝိကျွေကိုယ်ဝိကျွေတွေလို့ပြောရမှာပေါ့အခုကျွန်တော်တိတက်နားလဲလာတဲ့အတက်အရွယ်တစ်ခုကိုရောက်တဲ့အခါတဖြည်းဖြည်းချင်းကျွန်တော်တိလာတာကတော့လူတွေဟာလောဘစိတ်နဲ့အလုပ်လုပ်ရင်ဘရောမှတောင်းတအောင်မအေးချမ်းဘူးလောဘပေါ်မှာအခြေခံပြီးဖြစ်ပေါ်လာတဲ့ မောဟတွေအတ္တတွေလူကျင်တက်မှတ်မှုတွေဟာအဲ့ဒီလောဘနဲ့အလိုလိုတဲ့သူကိုပူလောင်ရတာဆိုတာပါပဲတဖြည်းဖြည်းနဲ့လောဘလေးတွေနည်းလာမယ်လူကျင်တက်မှတ်မှုတွေနည်းလာမယ်ဖြစ်သမျှအကြောင်းအကောင်းလို့စိတ်ကခံယူပြီးတော့တရားသဘောရှေ့ရှုပြီးတော့အေးအေးချမ်းချမ်းထမင်းတုံနဲ့ရှာစားတဲ့သူကသူ့အလိုလိုဒီဘဝမှာတန်တရားမှာအေးတဲ့အဲထမင်းလုပ်အီလီတွေကိုရှာစားတဲ့အနေဒါဖြစ်သွားတာပါတန်တရားမှာအေးတဲ့ထမင်းလုပ်တွေကိုစားရဖို့အတွက်ကိုလောဘနည်းတဲ့အလုပ်အတ္တနည်းတဲ့အလုပ် အကုသို့ကင်းတဲ့အလုပ်တွေကိုလုပ်နိုင်မှုလိုတယ်လို့ကျွန်တော်ကတော့ sharing လုပ်ချင်ပါတယ်ကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေကျွန်တော်ရဲ့ dimension တွေအတွက်ကျွန်တော်ကျွန်တော်ရဲ့တာဝကတွေပေါ့နော်တချို့တွေကျွန်တော်ရရရခြေပဲခါကြလို့ရှင်အခက်ခဲအကျက်တဲတွေအဆင်မပြေရရပြပြဖို့အတွက်ဒီဖရားမှာကျွန်တော်အဋ္ဌထပြပြီးတော့ဒီဖရားရဲ့ဒီ ဖီဒီတော်ပေါ့နော်ဒီဒီဖရားရဲ့တမန်ကြီးဖရားနဲ့ပတ်သက်တဲ့အချို့သောနခတ်တွေအချို့သောအချက်အလက်တွေကိုကျွန်တော်ဝင်ကြီးတောင်းပြီးတော့မှာရေရာစီရင်ထားတာရှိပါတယ်ဒီဖရားကိုအမိတဟဲပြုပြီးတော့စီရင်ထားတဲ့အစီရင်တွေအတွက်အဲကျွန်တော်ရဲ့ခြေတဓမ္မမိတ်ဆွေတွေဒီဖရားရောက်တော့ကျွန်တော်အများကြီးထပ်ပြီးတော့မှာဆူတောင်းမြတ်တာပို့တာလေလုပ်ကင်တော်တာလေလုပ်ခဲ့မယ်ခင်ဗျာနော်